ဘာဘာကိုပတ်စံရှာစားစီးပွားရှာစားရင်ရိုးသားသားစီးပွားရှာစားအဲ့ဒီ lobby တွေလည်းပဲအဲ့ဒါကြက်ကြက်တတိထားပါလို့ကျွန်တော်ပြောချင်ဘာဘာကိုပတ်စံရှာစားစီးပွားရှာစားရင်ရိုးသားသားစီးပွားရှာစားအဲ့ဒီ lobby တွေလည်းပဲ အဲ့တော့ကြက်ကြက်တတိထားပါလို့ကျွန်တော်ကပြောချင်တယ်။ဘာဖြစ်လို့ကြက်ကြက်တတိထားဆိုတော့ကျွန်မအရန်တတိထားအမယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်မမြန်မာဝတ်ဆောင်ကြက်ကြက်လေးတွေကျွန်မအရန်ဝတ်တက်တဲ့သူပေါ့နော်။မြန်မာဝတ်ဆောင်ကြက်ကြက်လေးအရန်ဝတ်တာဖြစ်လို့လည်းကျွန်တော်ကြက်ကြက်တတိထားအမယ်။အကယ်၍ဒီထက်ပိုပြီးကြက်သွားမယ်ဆိုရင်လည်းခြေသေးလေးလည်းပောက်ထွက်သွားနိုင်တယ်လို့အင်းကြီးလည်းပြောထားနိုင်တယ်ပေါ့နော်။အဲ့ဒါလေးတော့ရှိရပါဘူး။ဘယ်နိုင်ငံရေးအကျဉ်းသားပေါ်မှာအစောကပုတ်ခတ်ဝေဖန်ခဲ့တာမရှိဘူး။တိုက်ခိုက်ခဲ့တာမရှိဘူး။တို့ပေမဲ့အကြံဖတ်အားပေးခဲ့မယ်ဆိုရင်တော့အကြံဖတ်အားပေးလို့ရတယ်ဆောင်ရွက်နေမယ်ဆိုရင်တော့ကျွန်တော်တို့လက်ပတ်ကြည့်ပြီးတော့ရင်ခံနေမှာမဟုတ်ပါဘူး။အဲ့တော့နိုင်ငံတော်ဒေါ်လာပုံကန်တာအကြံဖတ်အားပေးတာကိုဂုဏ်စရာကြီးဆိုပြီးတော့မဲဆွယ်စည်းရုံးလိုက်တယ်။အဲ့မှာအင်အားစုတွေရလာမယ်ဆိုရင်အဲ့ရလာတဲ့အင်အားစုတွေလည်းပဲနိုင်ငံတော်ဒေါ်လာပုံကန်ပြီးအကြံဖတ်အ အပြင်မအင်အားစုတွေပဲဖြစ်နေမယ်။ဒါလေးတတိပေးရပါ။အဲ့တော့ကိုလူကိုထိမှာကိုလူကိုမထိမဲနဲ့ဘေးကလူတွေပတ်ပြီးမမဲပါနဲ့။ဘေးကလူတွေအထိမ်းချောင်းပေးနေရပါ။အလုံးမင်္ဂလာပါရှင်၂025ခုနှစ်နိုဝင်ဘာလ20ရက်နေ့သတင်းရုပ်သံလေးကိုနားဆင်နေရတာဖြစ်ပါတယ်။လာရှိုးတက်တူပြန်ဖွင့်မဲ့သတင်းပေါ့နော်။အဲဆိုတော့ပြီးခဲ့တဲ့ရက်ပိုင်းပေါ့နော်၂ရက်၃ရက်လောက်အတွင်းမှာတော့အဲလာရှိုးမှာပဲတခုခုဖြစ်တော့မှလို့လို့ နော်ကိုကန်နေပဲချက်ချင်းစစ်ပြင်းစင်နေတယ်လို့လို့ပေါ့နော်ဒါမျိုးတရင်နေအများကြီးထွက်ခဲ့တယ်အဲဒီကနေ့မှာတော့အဖြေရရှင်းသွားပြီပေါ့နော်အဲမကြခင်ဒါလာမယ့်နိုဝင်ဘာလ24ရက်မှာဒါလာရှိုတက်တူကြီးပဲစတင်ပြီးတော့ပြန်လဲပြီးတော့ဖွင့်လှစ်မယ်ဆိုတဲ့တရင်လေးကိုဒီကနေ့အမျှဝေလာကြတာဖြစ်ပါတယ်အဲအဲ့တော့တေချာပေါ့လာရှိုတက်တူကြီးပြန်ဖွင့်မယ်ဆိုတော့ဒီတိုင်းကတော့အစိုးရတရက်ကတော့ဒီတိုင်းကြီးပေါ့နော်နေမြေဒေတာမအေးချမ်းမတည်ငြိမ်ပဲနဲ့အဲဒီတိုင်းတက်တူကြီးတော့ပြန်ဖွင့်မှာမဟုတ်ဘူးအဲကျမတို့ဒီစစ်ပွဲတွေဖြစ်ခဲ့တဲ့ အဲနောက်ချိုးတို့တီဘောတို့ကြောင်ခဲတို့အဲ့ဒီဒေတာတွေမှာတော့မှအเจ้าနေပြန်ဖွင့်မယ်ဆိုရင်တခြားလေးနေမီဆိုမှုရေးတခြားလေးဆောင်ရက်တည်းပြီးတော့အဲ့မှာဒါ ဒီအကျဉ်းကမာရီထောင်ခဲ့တဲ့မိုင်းနေရှိမရှိတာလေးတခြားလေးစစ်ဆေးတယ်ပြီးတော့မှစိတ်ချရပြီးတခြားပြီးဆိုမှအကြောင်းနေစတဲ့ညောင်းနေဖွင့်တာတွေပြီးရင်အဲဒီပေါ့နော်ဒီစိတ်ယုံစေကန်နေပြန်လည်းဖွင့်လိုက်တာအဲဒါမျိုးတွေဆောင်ရွက်တာပေါ့အဲ့တော့လာရှုံးမှလည်းအခုတက်တူကြီးပြန်ဖွင့်မယ်ဆိုတော့လာရှုံးနဲ့ပတ်သက်ပြီးတော့ဒါတို့လို့တို့လို့ထွက်နေတဲ့တဲ့င်းနေအားလုံးအခြေပြပြီးသားဖြတ်သွားတာပေါ့နော်အဲ့တော့လာရှုံးမှနေနေတဲ့ဒေသခံတွေအနေနဲ့အေးစစ်စစ်နေထိုင်လို့ရတယ်ဆိုတော့အဲ message တစ်ခုလည်းရလာတဲ့တဲ့င်းတစ်ခုပဲဖြစ်ပါတယ်တဲ့င်းအပြည့်စုံလေးကိုဖတ်ပြပေးချင်ပါတယ်2025 2026ပညာသင်နှစ် မိတင်နှမ်းများအားလုံးဘာသာတော်အတန်းဆုံးဖွင့်သားမှာဖြစ်တဲ့အပြင်အကြောင်းဝင်ခွင့်မှတ်ပုံတင်ခြင်းကိုလည်းနိုဝင်ဘာလ18ရက်နေ့ကစတင်ဆောင်ရွက်ပေးနေပြီဖြစ်ပြီးတော့လာရှိုးတက်တူပြန်လည်ဖွင့်လှစ်မဲ့ဖွင့်ဝင်အခမ်းအနားကိုလည်းနိုဝင်ဘာလ24ရက်နေ့မှာကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်တဲ့။နှစ်အတန်ကြာတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ရှမ်းမြောက်ဒေသလာရှိုးမြို့ကိုတမရော်ကပြန်လည်ထိန်းချုပ်နိုင်ပြီးတော့ပညာရေးကျန်းမာရေးအစရှိတဲ့ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်တွေကိုဒါအဆင့်လိုက်စီမံချက်တွေဟိုဆောင်ရွက်ပေးနေခြင်းလည်းဖြစ်ပါတယ်ဆိုပြီးတော့ဒါတည်ရင်ဓာတ်ပုံလေးတွေနဲ့တင်ဆက်လာကြတာလည်းဖြစ်ပါတယ်။ဒီနေ့ကတော့ 20ရက်တောင်ရပြီဆိုတော့ဒါကြောင်းဝင်ခွင့်လက်ခံဆောင်ရွက်နေရတာ3ရက်တောင်ရှိသွားပြီပေါ့နော်အဲ့တော့24ရက်နေ့ကျရင်လေဒလာရှိုတက်ကတော်ကြီးဖွင့်နေဖွင့်ပွဲနေ့ပုံရိပ်လေးတွေလည်းကျမတို့သတင်းဓာတ်ပုံလေးရရဲဆိုရင်တော့ကျမတို့ရဲ့ Telegram Channel လေးမှာလည်းတင်ပေးပါမယ်အဲ့တော့လာရှိုနဲ့ပတ်သက်ပြီးတော့ဒုလောဒုလောဖြစ်နေတဲ့သတင်းတွေကတော့အားလုံးဒါဒီဒီသတင်းတစ်ပုတ်ထဲနေတယ်ပျောက်ပြတ်သွားလောက်ပြီးလို့တော့ထင်ပါတယ်အဲ့နောက်တစ်ခုကကျတော့ဒီမနေ့ကတော့ပေါ့နော်မနေ့ကတော့ကျမဒီ Smoke Bacon ဘက်က အစမှုပကံဘတ်မှာပေါ့နော်ဒီအကျန်းဖတ်သမားတွေတင်မဲ့ရုပ်ရှင်ရောအကြောင်းလေးနဲ့ပတ်သက်ပြီးတော့သတင်းရုပ်သံလေးပြောလိုက်တာပေါ့နော်ပြောလိုက်တော့ခါကျတော့အဲ့မှာဟိုထိုင်းနိုင်ငံမှာအဲထိုင်းနိုင်ငံမှာအလုတ်သွားနေတဲ့လူတွေအလုတ်သမားကတသက်ပေါ့နော်အလုတ်သွားနေရင်းနဲ့မှာအလုတ်လုတ်သွားနေရင်းနဲ့မှာအဲ့ထိုင်းနိုင်ငံမှာကြုံခံနေတဲ့လူတွေကတသက်အလုတ်သမားတွေအားလုံးကျွန်မကြုံလို့မဆိုလို့ဘူးနော်ဒါပေမဲ့ထိုင်းနိုင်ငံမှာနေပြီးတော့ကိုယ့်ရဲ့မွေးရည်ညီကိုတက်စာဖောက်နေတဲ့အကျုံစိတ်တက်တဲ့ကျုံတပေါက်တွေကကျမချန်နေကျမရဲ့တက်တော့အကောင့်မှာကွန်မန့်မှာလာပြီးတောက်လျှောက်ဆေးအဲဒီဇက်ကားကိုအပြတ်မှာပဲပေါ့ပြီးတော့ ပါလေထိုင်းထိုင်းနိုင်ငံကဟိုအားကြီးက အာနာမထေရခိုင်းရမြန်မာနိုင်ငံထက်တော့ပိုပြီးတော့အာနာသိမ့်သေးရနော်မြန်မာနိုင်ငံထက်တော့အာနာသိမ့်တဲ့အချိန်ကြီးပိုများသေးရအတတိထားအောင်ငယ်ငယ်လေးပဲတခုထင်ရှိတယ်အဲ့ငယ်ငယ်တခုထင်ရှိရတဲ့အကြောင်းမလို့တို့နိုင်ငံမှာအတတိအာနာထိန်းတယ်ဒီစီပဲအဲ့ကျွန်တော်တို့နိုင်ငံကကျတော့ဘာဖြစ်လဲဆိုတော့အချိန်နေရတက်မတော့အာနာထိန်းတယ်ငယ်ငယ်နေပါတဲ့သူတွေများတဲ့အတွက်ကြောင့်ဒါကြီးအပုံကန်စရာတခုလို့ထင်မှတ်သွားကြတယ်အရှိတရားကိုလက်မခံနိုင်ကြတော့ဩသူအာနာထိန်းမှာပေါ့အေးဘောဟိုမှာမဲခိုးပြီးတော့ဟိုမဲပေးတဲ့မဲပေးတဲ့လူကြီးရဲ့လေးပုံတစ်ပုံတော့ကမတမောင်းဖြစ်နေတာဟုတ်မဖြစ်ရှင်းမင်းနဲ့အာနာလူချင်းနေမှာတော့ဩတက်မတော့အာနာထိန်းမှာပေါ့ဒီလိုမျိုးလေးအမှန်တိုင်းမမြင်နိုင်ဘူးပေါ့နော်မမြင်နိုင်ဘူး အားသုံးနိုင်တဲ့ကျန်တဲ့ပါလီမန်နိုင်လို့အာဏာသိမ်းနေပါညာဒီလိုတစ်လျှောက်ပြောကြတာပေါ့တကယ်ဟုတ်လားမဟုတ်လားသိချင်ခင်ဗျားတို့တကယ်ပဲမဲမတော်ဘုံဖြစ်ခဲ့တဲ့အကြောင်းမျိုးကိုအဲ့မှာ website တွေမှာတင်ပြထားတော့ပဲပညာတတ်တယ်ဆိုလို့ရှိရင်ဝင်ကြည့်လိုက်ပေါ့နော်အဲ့လိုကြောင်ကြီးနေမယ်အစားပညာတတ်တယ်ထင်ကိုကိုငါဒီငါဒီဉာဏ်ရည် level အဆင့်တန်းတစ်ခုမှရှိရဲလူတယောက်ကိုကိုကိုသတ်မှတ်ထားတယ်ဆိုရင်ပါကြည့်ကြည့်ပါလေ့လာကြည့်ပါအဲ့ website တွေမှာမဲမတော်ဘုံလေးဘယ်လောက်ထိဖြစ်ခဲ့တာလဲဆိုတာဒီကိုကိုလေ့လာလေ့လာပြီးတော့ကိုယ့်ရဲ့ဉာဏ်ရည်ဉာဏ်သေးလေးနဲ့သူများကိုလိုက်ဆဲနေပါသာဆဲရင်ဆဲရင်နဲ့ဆင်းရဲတော့မယ်အစားလေ့လာကြည့်ပါ နော်အဲ့လိုလေးပြောချင်တယ်နောက်တစ်ခါကျ iPhone စမှုပကံနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲဒီတော့ကျွန်မနဲ့ဒါတရင်အဘေးကိုလာလို့တယ်အမျိုးသမီးတူပါအာဘေးလာလို့လဲဆိုအမားရဲ့စမုတ်ပကံပါတဲ့အဲ့ဒီစကားရှင်တင်မဲ့နေရအောင်ကျွန်မတိတ်ပေးပေါ့နော်အဲဒီနေရာဒီနေရာမှာတင်ပါဆိုတော့သူ့ရဲ့ time location link နေနဲ့ကျွန်မကိုလာပြရတယ်။အော်ဟုတ်ကဲ့ပေါ့။အဲ့တော့ကျွန်မအမားနေတဲ့တရင်အဘေးကိုလုံးချင်နေတယ်။ဘာဘာဘေးကိုလုံးမလို့ကျွန်မအားရဲ့အဲ့စမုတ်ပကံလုံးရှင်ရုံတင်နေနေကြရင်တဲ့။အကျွန်မဒါရုပ်ရှင်ရုံကိုလာကြည့်တဲ့ဒူလေးပေါ့နော်။အဲ့သူ့မှာတင်းလေးရှိတယ်ပေါ့။အဲ့အဲ့ဒင်းကလူကအဲ့မှာ ဒီရုပ်ရှင်လာကြည့်တဲ့သူတွေကိုသူတို့ record လုပ်ပြီးထားမယ်ပေါ့နော်စင်းလေးနဲ့ list လေးလုပ်ပြီးထားမယ်ပေါ့သူလက်မှတ်ဝဲတဲ့သူတွေကိုလည်းသူတို့စီမှာ list ထည့်တယ်အဲ့စင်းလေးကိုသူ list လေးကိုပေးမယ်ပေါ့ပြီးရင်အဲ့လူတွေထိုင်းနိုင်ငံအဖေနေရာတွေမှာအလုပ်လုပ်နေကြလဲဖဲအဆောင်တွေမှာနေနေလဲဆိုတဲ့ဟာလေးတွေအဲ့ list လေးတွေအဲ့ဟာလေးတွေအဲ့သူတို့ပေးမယ်ပေါ့နော်အဲ့တော့တခုပြန်လုပ်ပြီးဘာပြန်လုပ်ပြရမှာလဲလို့ပြောပါလို့ဆိုတော့ရန်ကုန်မှာတဲ့ အဲဒီဒီပေါ့နော် UG အဖွဲ့ဝင်တယောက်ပါဒီဒီ mission လုပ်နေတဲ့ UG ဖွဲ့ဝင်တယောက်တဲ့အဲသူရေးစားပါပေါ့နော်သူကောင်လေးရှိတယ်တဲ့အဲရှိတော့သူကောင်လေးကသူ့ကိုကာမလိန်နေပြီးတော့အခုရန်ကုန်မှာအဲနောက်ထပ်ကောင်မလေးတယောက်နဲ့အတူတူအဲလက်မထပ်ပဲနေနေနေလို့တော့သူကပြောတာပေါ့နော်အဲဒီလိုဖမ်းပေးပါပေါ့သူဒီလည်းပဲအရှင်ခင်တော့ကဒီ PDF တက်ဖွဲ့ဝင်တယောက်ပဲတဲ့ KIC မှာသူတို့တင်တန်းတက်တော့တက်သွားတဲ့ KIC တက်ပါတယောက်ပဲတဲ့ KIC မှာတင်တန်းတက်သွားတဲ့ PDF တယောက်ပဲပေါ့နော်အဲသူရထပ်ပုံလေးလာပြလိမ့်စာလေးလာပို့ဒီလိမ့်စာမှာသူနေတဲ့အဲသူ့ကိုဖမ်းပေးပါဆိုတော့ဟာ okay တာပေါ့ ကျမတော့ဝင်ဝင်ဖြစ်မဲ့အပေးယူမျိုးလေအဲ့တော့ okay ကောင်းပြီညီမလေးသဘောတူတယ်ဆိုတော့အခုတော့ဒါ smooth packet မှာပြမဲ့အဲ့ဒီရုပ်ရှင်မှာလာကြည့်မဲ့သူတွေရဲ့ list တွေကျမကိုပေးမယ်ပြီးရင်အဲ့ list ထဲမှာပါတဲ့သူတွေမှာနေလဲဆိုတာကိုသူကြည့်တော့ကျမကိုပေးမယ်ပေါ့နော်အဲ့ဒါလေးဦးကလေးရရင်လေအဲကျမယူမယ်ပြီးရင်အတူဖမ်းစီခြင်းနဲ့အတူတူရဲ့ရှိစားဟောင်းပေါ့နော်အဲ့အဲ့ဒီလိုလဲကျမတို့ဒါအမြန်ဆုံးအရေးယူနိုင်ရေးဆောင်ရွက်ပါမယ်အဲ့တော့ရှိသူနဲ့ပူးပေါင်းပြီးဆောင်ရွက်သွားမယ်ပေါ့နော်အဲ့ဒါလေးရှိတယ် အဲ့တော့နောက်ထပ်အကြောင်းအရာလေးတစ်ခုကဘာလဲဆိုတော့ lobby တစ်ချက်ချက်တတိထားဆိုတော့အကြောင်းအရာလေးပေါ့နော်အဲ့တော့ lobby တစ်ချက်ချက်တတိထားဆိုတော့ကျွန်မအရန်တတိထားအမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်မမြန်မာဝတ်စုံချက်ချက်လေးလေးကျွန်မအရန်ဝတ်တက်တဲ့သူပေါ့နော်မြန်မာဝတ်စုံချက်ချက်လေးအရန်ဝတ်တာဖြစ်တော့ကျွန်တော်ကျွန်မချက်ချက်တတိထားအမယ်အကယ်၍ဒီထက်ပိုပြီးချက်သွားမယ်ဆိုရင်လေချက်သေးတွေလည်းပောက်ထွက်သွားနိုင်တယ်လို့အင်ကြီးလည်းပြေသွားနိုင်တယ်ပေါ့နော်အားလေးတော့ရှိရပါပေါ့ဆိုတော့ကျွန်မတို့ဒီနေ့ပြောချင်တာကဘာလဲဆိုတော့နိုင်ငံရေးသမားတွေလားတော်လိုင်းရေးသမားတွေလားနော်ဒါမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှေ့ပိုင်းတာဒီ နိုင်ငံတော်တည်ငြိမ်အေးချမ်းတဲ့အရေးတခုရအောင်ဝင်ရောက်ရှင်ပြိုင်တာလားဒါမှမဟုတ်ရင်နိုင်ငံတော်စုပူပုံကံပြီးတော့အကြက်ကအားပေးလို့ထောက်ကြခဲ့တာကိုဂွန်ယူဂျာတခုလို့သဘောထားသတ်မှတ်ပြီးတော့မဲဆွယ်ထေးတာကိုတော်လိုင်းအင်အားစုတွေစုစည်းဖို့ကြံစည်နေတာကိုအငြိမ်းလုပ်တယ်လို့ထင်ရလားအဲဒါလေးစဉ်းစားဖို့လိုရပေါ့နော်အဲကျမတို့ကဘယ်နိုင်ငံရေးအကျဉ်းသားပေါ်မှာအစောကပုတ်ခတ်ဝေဖန်ခဲ့တာမရှိဘူးတိုက်ခိုက်ခဲ့တာမရှိဘူးသို့ပေမဲ့ အကြံဖတ်အားပေးခဲ့မယ်ဆိုရင်တော့အကြံဖတ်အားပေးလုပ်ရတဲ့ဆောင်ရွက်နေမယ်ဆိုရင်တော့ကျွန်တော်တို့လက်ပိုက်ကြည့်ပြီးတော့ညှဉ်းခံနေမှာမဟုတ်ပါဘူး။အဲ့ဒါတော့အခုမှလည်းမဟုတ်ပါဘူး။ကျွန်တော်တို့2021ဒီဇင်ဘာထင်ပါတယ်နော်။သူ silent strike ပေါ့နော်။အဲဒီဒီပေါ့အဲ့ဒါတွေလုပ်တဲ့ခရီးရမှာကျွန်တော်တို့ online မှာဒီအကြံဖတ်အားပေးတွေကိုနိုင်ငံဝန်နဲ့ထမ်းပြီးတော့တိုက်ဖြတ်နေတာ။အခုလို့ဆိုရင်ကျွန်တော်တို့၃နှစ်ကျော်၄နှစ်ထဲတော့ရောက်လာပါပြီပေါ့နော်။ ဒါလေးရှိတယ်ကျွန်တော်တို့ကဒီလက်ရှိရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ကြမယ်ကိုယ်စားလှယ်တယောက်ချင်းစီတိုင်းကျွန်တော်တို့ respect ထားပါတယ်။ဘာကြောင့်လဲဆိုရင်ဒါနိုင်ငံတော်ကဒါပုံမှန်အခြေအနေမှာကျင်းပတဲ့ရွေးကောက်ပွဲမျိုးမဟုတ်ပဲနေပုံမှန်မဟုတ်တဲ့အခြေအနေအကျက်တဲပြီးအတိုက်ခိုက်ပြီးဝင်ရောက်မှုတွေဂျားကနေကျင်းပတဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုချင်းချောင်းမှုတွေဂျားကနေဝင်ရောက်ရှင်ပြိုင်ကြတဲ့ကိုယ်စားလှယ်တယောက်ချင်းစီတိုင်းကိုကျွန်တော်တို့ respect ထားပါတယ်။ပါတီတွေအားလုံးကိုလည်းကျွန်တော်တို့တူညီတဲ့ respect တွေထားရှိပါတယ်။သို့ပေမဲ့တခုရှိတာဒီကနိုင်ငံရေးလုံးပါလားတော်နိုင်ငံရေးလုံးပါလား ပြည်သူတွေကတို့ရဲ့ဒီကနေ့ဆိုကျွန်မရေကူးရေးတော့ပို့ပြီးတည်တာပါတယ်နော်ပြည်သူတွေကဒါရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တို့တွေဘာကြီးမျှော်လင့်လဲလို့မိလိုက်တဲ့အခါတိုင်းအခါတိုင်းမှာအဲဒီညီအစ်ကျန်တဲ့ဘဝလေးကိုလိုချင်နေတည်တည်ငြိမ်ငြိမ်အေးဆန်းလေးနေထိုင်စားတောက်ချင်နေနော်ကိုယ့်လူစားလေးကိုအေးချမ်းလေးရှာစားချင်နေဆိုပြီးပြည်သူတွေအများကြီးပဲကျွန်တော်ဝေးပြောရရင်တို့ဒီညီအစ်ကျန်တဲ့ဘဝလေးကိုပဲတို့လိုချင်တာနိုင်ငံတော်ဒေါ်လာပုံကံပြီးစုပူထားကြမဲ့သူတွေကိုတို့မလိုချင်တော့နိုင်ငံတော်အတော်ငယ်ပုံကံပြီးစုပူထားကြတဲ့သူတွေကိုတို့လိုချင်မှတော့တို့ဘယ်မဲပေးမလဲဟုတ်တယ်မလားတို့ဘယ်မဲပေးမလဲအဲ့တော့ဟိုမဲပြည်သူတွေကမဲကိုယူပြီးတော့ပြည်သူတွေကမဲကိုလက်ခံကြမဲ့ သူတွေကိုယ်စားလောင်းနေအနေနဲ့ကလည်းဆဆူပူပူလောက်တာကြီးကိုဂုံယူကြာကြီးလို့ပြောပြီးတော့မဲဆွယ်စည်းရုံးနေရကြီးကိုကိုမှန်လားမှန်လားကိုကောင်ပြန်တွေးပါကိုလူကိုထိန်းပါနော်အဲ့တော့နိုင်ငံတော်ဒေါ်လာပုံကန်တာအကြက်ဖက်အားပေးတာကိုဂုံယူစရာကြီးဆိုပြီးတော့မဲဆွယ်စည်းရုံးလိုက်တယ်အဲ့မှာအင်အားစုတွေရလာမယ်ဆိုရင်အဲ့ရလာတဲ့အင်အားစုတွေလည်းပဲနိုင်ငံတော်ဒေါ်လာပုံကန်ပြီးအကြက်ဖက်အားပေးမယ်အင်အားစုတွေပဲဖြစ်နေမယ်ဒါလေးတတိပေးရပါအဲ့တော့ကိုလူကိုထိန်းပါကိုလူကိုမထိန်းမင်းနဲ့ဘေးကလူတွေပတ်ပြီးမမဲပါနဲ့ဘေးကလူတွေကထိန်းချောင်းပေးနေရပါကျမတို့ပြည်သူတွေကိုစားကျမတို့ထိန်းချောင်းပေးနေရပါ ဆိုတော့ဗီဒီယိုတွေကိုတကယ်အမှန်တကယ် agent နဲ့ဘဝတွေကိုပိုင်ဆိုင်စေခြင်းနဲ့စိတ်စေတနာနဲ့ကျမတို့ကထင်ကြောင်းပေးနေတာဖြစ်ပါလေဒါလေးသိထားဖို့လိုပါတယ်နောက်တစ်ခုကကျတော့လीအဲခင်ဗျားတို့အခေါ်ပေါ့နော်အတက်မတော်အစိုးရကိုအမြင်မကြည့်ဘူးတက်မတော်ကိုအမြင်မကြည့်ဘူးဆိုတဲ့လူလေးတွေနော်အဲ့တော့နိုင်ငံတိုင်းနိုင်ငံသားမှာတက်မတော်ရှိပါတယ်တက်မတော်မရှိတဲ့နေရာတွေမှာသွားနေပါတက်မတော်မလိုလားတက်မတော်မရှိတဲ့တက်မတော်တွေမရှိတဲ့နိုင်ငံတွေမှာခင်ဗျားတို့သွားနေပါအဲ့ဒီနိုင်ငံတွေကအချင်းပါရေကောက်ပွဲကိုခင်ဗျားတို့သွားပြန်ကြပါနောက်တက်မတော်ကိုစန့်ကျင်တာကိုဂုံယူစရာတခုလို့သတ်မှတ်ထားရင်တော့လက်ရှိတက်မတော်အဲလက်ရှိတက်မတော်ရှိနေတဲ့နိုင်ငံတော်မှာခင်ဗျားတို့မနေကြတာပိုကောင်းပါလား နော်အဲ့ဒါလေးလည်းလာပြောတာပါပြီးတော့နောက်တစ်ခုကကျတော့ဘာလဲဆိုတော့တပ်မတော်ကနိုင်ငံတော်ရဲ့အာဏာကိုအရန်လိုချင်တက်မှတ်မောင်းနေလို့ထင်ခဲ့တာမဟုတ်ဘူးအကယ်၍မိမတပါမှုသာမရှိခဲ့ဘူးဆိုရင်အပြင်အဲ့မိမတပါမှုတွေကိုသာကောင်းကောင်းမွန်မွန်ဖြေရှင်းပေးခဲ့မယ်ဆိုရင်ဒီလိုတွေအာဏာထိန်းစရာအကြောင်းလည်းဖြစ်မလာနိုင်ဘူးမရှိဘူးเนาะကျမအရင်ကလည်းပြောပါတယ်เนาะတို့2020ခုနှစ် sorry တို့2020မှာတို့ရွေးကောက်ပွဲလည်းအရင်ကြီးစိတ်ဝင်စားဘူးတို့ဘာလုပ်နေလဲဆိုတော့အဲ့မှာမာရဝိစီကဖျားကြီးတဲဖို့သခင်ကြောက်ကြီးကိုစီမင်းကုန်စိတ်ကန်းကနေပြီးတော့တို့လှေအဆစ်ဆစ်လက်အဆစ်ဆစ်နဲ့တဲဖို့ဓာကြီးပဲတို့အလုပ်ရှုပ်နေကြတာ ော်ဒါကြီးပဲအလုပ်ရှုပ်ပြီးတော့တော့ရှောက်ပဲပြီးတော့မှအမမဲမတမဘူးတွေဖြစ်တယ်။နော်မဲပေးတဲ့ဥယေရဲ့လေးပုံမတပုံမဲမတမဘူးဖြစ်တယ်။ဒါရီဖြစ်ရှင်းပြပါဆိုပြီးအချိန်ချင်းအချိန်ချင်းတိုက်တွန်းခဲ့ပြီးတော့အနာမထင်းချင်လို့ကိုပဲအချိန်ချင်းတိုက်တွန်းခဲ့တယ်။နောက်ဆုံးမင်းရအောင်အဲ့ဒါမလိုက်တာမချောင်းတာလည်းသူ့ခင်ဗျာဝင်ထင်းလိုက်ရအောင်။နော်အတို့မှာတို့စစ်စီရဲ့တို့ရဲ့နိုင်ငံတော်ရဲ့လေးထုရေးထုမြေထုကိုကာကွယ်ပေးဖို့လားတို့ပါတို့အချိန်နာမလောက်ခအောင်မအားလက်တဲ့ခြားနိုင်ငံတော်အနာမလိုက်တာမချောင်းတာတို့ဝင်ထင်းတော့ရတယ်။အဲ့တော့နောက်တစ်ခုရှိရပါလေဆိုတော့လက်ရှိနိုင်လက်ရှိရွေးကောက်ပွဲကိုတက်ဖော်ရရထွက်ပေါက်လို့ပြောတယ်။တကယ်တော့တက်မလို့ထွက်ပေါက်မလို့ဦးနော်။ တက်တော်ဆိုတဲ့အဖွဲ့အစည်းကထွက်ပေါက်လို့တဲ့အဖွဲ့အစည်းမဟုတ်ဘူးတက်တော်မှာနိုင်ငံရေးထွက်ပေါက်ရှိစရာမလိုနိုင်ငံရေးထွက်ပေါက်လည်းမလိုအပ်ဘူးကျွန်တော်နိုင်ငံခြားသားတယောက်ကမေးပါသေးရဲ့ဘယ်နိုင်ငံလဲဆိုတော့ကျွန်တော်ထပ်မပြောတော့ပါဘူးရွေးကောက်ပွဲလုပ်မှာပေါ့တဲ့အဲ့ရွေးကောက်ပွဲကအဲ့ဒါတက်တော်အစိုးရရဲ့နိုင်ငံရေးထွက်ပေါက်ပဲဟော no ဒီအစိုးရနိုင်ငံရေးထွက်ပေါက်လို့တဲ့အစိုးရမဟုတ်ဘူးကျွန်တော်ချက်ချင်းဖြေခဲ့တဲ့အချိန်တော့အဲ့ချိန်တော့ကျွန်တော်ချက်ချင်းဖြေခဲ့တယ်အဲ့တော့အဲ့အကြောင်းလေးကိုလည်းကျွန်မရဲ့အသိမိတ်စီလိုကျွန်တော်ပြန်ပြောပြရတယ်။နော်နိုင်ငံနိုင်ငံထွက်ပေါက်လို့ရဲအစိုးရမျိုးမဟုတ်ဘူး။တက်မလို့ဆိုတာလေ။တက်မလို့နိုင်ငံရေးအာဏာကိုလည်းလိုချင်တက်မမောနေတဲ့အဖွဲ့အစည်းမျိုးမဟုတ်ဘူး။ရေကောက်ပွဲကြီးလုံမ အာနာရမပါတီတွေကအစိုးရတရားဖွဲ့ပြီးအုပ်ချုပ်နိုင်တာ၅နှစ်ပဲရှိတယ်။ကျမတို့တက်မတော်ဆိုတာက standard army နော် standard army သူ့မှာ standard တစ်ခုရှိတယ်။သူ့မှာနိုင်ငံရေးအာနာနိုင်ငံရေးပါဝါသူ့မှာ standard တစ်ခုရှိတယ်။အဲ့တော့သူကနိုင်ငံရေးအာနာကိုထိုးပြီးတော့လိုအပ်နေစရာဘာကြောင့်မှမရှိဘူး။အဲကျွန်တော်ကလာလူချင်းကျွန်တော်တို့ပြည်သူတွေပြည်သားတွေလက်မှတ်တွေထိုးပြီးတော့တက်မတော်ကြီးရဲ့ရော့ပါအောင်နောက်နှစ်20လောက်အုပ်ချုပ်ပေးပါအောင်နှစ်30လောက်အုပ်ချုပ်ပေးပါအောင်ဆိုပြီးတော့သွားထိုးပေးကြီးကအာလုံးချုပ်တယ်ကျွန်တော်ဒီမှာကျွန်တော်ရဲ့နိုင်ငံရဲ့မှာရေတို့မြေတို့လေတို့တွေကိုကျွန်တော်ကာဝန်နေရတဲ့အလုပ်နေတာမအောင်ခင်ဗျနိုင်ငံတော်အုပ်ချုပ်အောင်မှာကျွန်တော်စိတ်ဝင်စားအောင်ဆိုပြီးတော့ပြန်ပေးမယ်လူမျိုး ဲ့ဒါကြောင့်လည်းအခုရွေးတော်ပွဲချင်းဖတာပေါ့တို့တို့ကတကယ်လိုချင်နေခင်ဗျားတို့တခါတည်းကြောင်းလာမကောင်းတော့တခါတည်းတင်းသွားမှာပေါ့တက်မတော်ကတကယ်အာနာငငတ်တက်လိုချင်နေရဆိုရင်တခါတည်းအာနာတင်းသွားမှာပေါ့အခုတက်မတော်ဆိုတာနိုင်ငံတော်အာနာလိုချင်နေတက်မတော်မျိုးမဟုတ်ဘူးအာနာငန်းဖမ်းနေတက်မတော်မျိုးမဟုတ်ဘူးဒါလေးတည်ထားဖို့လိုပါတယ်အဲအဲ့တော့ဒီနေ့တင်ရမှာကျွန်မတို့လောက်ပြီးပါပဲအနောက်ရက်ဒီမှာလေဒါထူးခြားတဲ့တည်င်းနေပြီးတော့ပြည်သူတွေတိတိတိထားတဲ့တည်င်းကြောင်းအားလေးတွေကိုထပ်ပြီးတော့ရေဆောင်ပေးပါအောင်မယ်ကျွန်မတို့သင်ယူပါရှင့်